ရမြလီတင်းတဲ့နှစ်ကိုညင်းပယ်ပြီး United ကိုပဲဇူရွေးချေခဲ့တဲ့အန်ဘူမူအားလုံးပဲမင်္ဂလာပါများ Manchester Football ဆောင်အတင်းဆက်နေပါတယ်ဒီရသီမှာ Manchester United ရဲ့နေရာဒီခေါ်ယူမှုတွေရဲ့အကောင်းဆုံးလို့သတ်မှတ်နိုင်တာကတော့ Brian အန်ဘူမူဖြစ်ပါတယ်နေတဲ့ခေါ်ယူထားတဲ့ကစားမသည့်အားလုံးကလက်ရှိအသင်းမှာအသားကျလာနေကြပြီဆိုပေမဲ့အန်ဘူမူကတော့ပထမဆုံးနေ့ကလေးကအသင်းရဲ့အကောင်းဆုံးကစားမဖြစ်လာနေတာပါဒါပေမဲ့ဒီရသီမာတို့က Manchester United ကိုပြောင်းလာနိုင်မှု Brian Ambumo ကတခြားအသင်း၄သင်းကိုပယ်ချခဲ့ရပါတယ် အမ်ဘိုမိုဟာဘရန်ဖိုးကနေပေါင်တန်း90နဲ့ရောက်ရှိလာခဲ့ပြီးအိုထက်ဘူမာလီမြန်သားကျသွားခဲ့ပါရီအဲဒါကြောင့်လည်းအမ်ဘိုမိုရဲ့အသင်းကနိုင်ငံနဲ့ချလိုက်တဲ့လိုမျိုးချက်ချင်းပဲတိုးတက်ပြောင်းလဲလာခဲ့ပါရီ2024-25ဘောလုံးရသည်မှာသူရှေ့ခြေစွမ်းပြသခဲ့ပြီးတဲ့နောက်အမ်ဘိုမိုကအသင်းတော်များများရဲ့ရေဒါတွေကိုရောက်ရှိလာခဲ့ပါရီအသက်26နှစ်ရွယ်ကင်မွန်သားကြီးဟာပြီးခဲ့တဲ့ရသည်မှာဒေါ်မတ်ဖရန်ဖက်ရဲ့အသင်းအတွက်အသင်းကို20ဗန်နီမိုခရင်ချိန်ပြုလုပ်ခဲ့ပြီးအဆင့်30ကနေရာသီသိန်းနဲ့အောင်လို့ကူညီပေးခဲ့ပါရီ တပတ်မှလည်းဂျော်ဒန်ကပြီးခဲ့တဲ့ရာသီမှာအဆင့်ဆက်ခွန်နဲ့ရာသီသိမ်းခဲ့ရတာကြောင့်ယူရိုပါလိယူထားပေးတဲ့အန်ချ်ပိုစတီကိုဂလူးကိုလမ်းခွဲပြီးတော့တိုမတ်ဖရန့်ကိုနီးပြပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ဒီနေ့မှာဖော်ပြချက်ရတော့ဂျော်ဒန်ဟာနီးပြတယ်မကဘဲနဲ့အန်ဘူမိုကိုပါအသင်းစီခေါ်ခြင်းခဲ့ပါတယ်။ဂျော်ဒန်ဟာအန်ဘူမိုညင်းဆန်ခဲ့တဲ့အသင်း၄သင်းထဲကတသင်းဖြစ်ပြီးဖရန့်ကလည်းတပည့်ဖြစ်သူနဲ့လန်ဒန်မှာပြန်ဆောင်ဈေးနိုင်မှုမျှော်လင့်နေခဲ့ပါတယ်။ စပါဘက်ကအမ်ဘူမိုးအတွက်ဘရန်ဖို့ကိုယူနိုက်တက်ထက်ပိုများတဲ့ပြောင်းရွှေ့ရေးနဲ့ကမ်းလှမ်းခဲ့သေးပေမယ့်အမ်ဘူဝါရယူနိုက်တက်မှယူနိုက်တက်ပဲဖြစ်နေကြတာပါအမ်ဘူမိုးကိုတော့တန်အပြင်အာဆင်နယ်လီဗာပူးနဲ့နျူကာဆယ်တို့ကလည်းစိတ်ဝင်စားနေရလို့သတင်းတွေကပေါ်ပြလာကြပါတယ်ဒပလန်အမ်ဘူမိုးကတော့ဇွန်လ၁ရက်နေ့ကလေးကယူနိုက်တက်ကိုပဲပြောင်းရွှေ့ခြင်းကြောင်းပြောဆိုခဲ့ပါတယ်အမရင်းကအမ်ဘူမိုးကိုယူနိုက်တက်ရဲ့လုပ်ငန်းစဉ်တွေအကြောင်း Zoom meeting ကနေဆင့်အကြင်ချင်းရှင်းပြပေးခဲ့ပြီးတော့အမ်ဘူမိုးကလည်းယူနိုက်တက်ကိုချက်ချင်းပြောင်းကျင်ခဲ့တာပါ။ဒါပေမဲ့ပြောင်းရွှေ့ကတော့ဇူလိုင်22ရက်နေ့မှာပြီးဆုံးခဲ့ပြီးယူနိုက်တက်နဲ့၅နှစ်စာချုပ်ချုပ်ရှုခဲ့ပါပြီ။ မန်ချက်စတာယူနိုက်တက်ကိုရောက်ရှိလာပြီးတဲ့နောက်မှာအန်ပူမိုကသူ့အနေနဲ့မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ခွင့်ရမယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာညတဲ့ဂျာစီဝယ်ပြီးတော့ကြီးပြင်းလာတဲ့သူတယောက်အနေနဲ့သူ့ရဲ့အိမ်မက်အသင်းနဲ့ပဲစာချုပ်ချုပ်ချင်တယ်လို့ဆုံးဖြတ်ခဲ့မိကြောင်းအင်တာဗျူးမှာပြောပြခဲ့ပါတယ်။ကျွန်တော်ရဲ့စိတ်ထက်ပိုင်းကဒီနေ့မှာမနိကတဲ့ပိုကောင်းပါတယ်။ကျွန်တော်မှာအဲ့လိုစိတ်ထက်ရှိနေတာသိပါတယ်။ပြီးတော့ United မှာနောက်ဆင့်ကိုမြင့်တင်နိုင်တဲ့ကာရီတာမျိုးလည်းရှိပါတယ်။ဒီသင်းမှာရူဘင်မော်ရင်စီကနေတင်ယူပြီးတော့ကမ္ဘာတည်တံကစားမိုက်နဲ့အတူတွဲပြီးတော့ကစားနိုင်တော့မှာပါ။လူတိုင်းကကျွန်တော်ကိုအိုးထက်ဖို့မှတိဆောက်ထားတဲ့ပဝင်းကျင်တဲ့အနာဂတ်အစီအစဉ်တွေက ဘလောက်စိတ်လှုပ်ရှားစရာကောင်းလဲဆိုတာပြောပြကြပါရစ်။ဒါကအတင်းတင်းဖြစ်ပါရစ်။ကိုင်းရလည်းအော်စရာကောင်းပြီးတော့ပရိသတ်တွေကလည်းအယမ်းမိုက်ပါရစ်။ကျွန်တော်တို့ကစူပလာကြီးတွေစိန်ခေါ်နိုင်မှုတကယ်ပဲစိတ်ပိုင်းဖြတ်ချပါရစ်လို့အန်ဘူမိုကဖြေသွားခဲ့ပါရစ်။အန်ဘူမိုကယူနိုက်တက်ကစားမဘွားဒါထွက်ခရီးကိုအကောင်းမွန်ဆုံးပုံစံနဲ့ဖြတ်တန်းနေနေလီပွဲကိုပွဲပါဝင်ကစားရမှာတင်ကိုလီကိုဖန်တီးမှုတစ်ချိန်ပြလုံနိုင်ခဲ့ပါရစ်။အန်ဘူမိုရဲ့ final တက်တဲ့ကစွမ်းဆောင်ရည်ဟာလက်ဖျားခါလောက်စရာဖြစ်ပြီးရတဲ့တိုက်စစ်ကိုထမ်းမြက်လောင်အကူအညီပေးနေပါရစ်။အဲဒါကြောင့်လည်းအမော်ရီရဲ့အသင်းဟာနောက်ဆုံး၃ပွဲစရိုက်နိုင်ရရှိပြီးတော့ လိမာလည်းအဆင့်6နေရာမှာ Manchester City နဲ့အမှတ်တူရပ်တည်နိုင်ခဲ့ပါတယ်။ရတဟာလာမယ့်ရက်ဒီမှာနောက်ထပ်အရေးပါတဲ့ရမှတ်တွေကိုစုဆောင်းရအောင်ပါ။ရတကဒီဘက်မှာ Northern Forest ကိုယင်းဆိုင်ပြီးရင်နိုင်ငံတကာပြည်ရမတိုင်ခင် Tottenham အသင်းနဲ့ဆက်လက်ရှင်းပြိုင်ကစားသွားရအောင်မှာဖြစ်ပါတယ်။ဒီပွဲမှာရောအန်ဘုံဝဲရဲ့အသင်းကိုယ်တွေကိုဆက်လက်မြင်တွေ့ရအောင်မှာလားဆိုတာအတူတူအားပေးကြရအောင်လားခင်ဗျာ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။